ေးဆိုင်ကိုမြေရောက်လိုင်ကောင်းတို့ပြီးဖောက်ထွင်းသွားတဲ့တရခန့်တွေဖမ်းမိဒီဖြစ်ပျက်ကြီးကတော့ရုပ်ရှင်ဆက်ဆံဖြစ်ပွားခဲ့ပြီးတော့ရွှေဆိုင်ကိုဖောက်ထွင်းသွားတဲ့ဗီဒီယိုဖိုင်ကိုကြည့်မိသူတိုင်းအံ့အားသင့်သွားခဲ့တဲ့ဖြစ်ပျက်ကြီးပဲဖြစ်ပါတယ် နေတိမျိုးရှိတရုတ်ရွှေဆိုင်ဒီဇိုင်းကိုမြေအောက်ကနေကိုရဲကြဥမင်လိုင်းကောင်တူပြီးဖောက်ထွင်းသွားတဲ့တရားခံကိုအော်တိုဘာလာတရက်နေ့ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ဟိုပန်ခိုင်နေတိမျိုးမှာရှိတဲ့တရုတ်လူမျိုးပိုင်ဟောင်ကောင်မြေရှိရွှေဆိုင်ဒီဇိုင်းမှာပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့ကတရုတ်စံတော်ချိန်မနက်9:00နာရီခန့်မှာတိုက်အောက်ကနေလိုင်းကောင်ဖောက်ပြီးဆိုင်ထဲကရွှေတွေကိုခိုးယူသွားခဲ့တာလည်းဖြစ်ပါတယ်။ဖောက်ထွင်းခိုးယူသူကကိုးကန်နေမြေကမှာ အော်တိုဘာလာတရက်နေ့ကဝါအဖွဲ့ကဖမ်းမိတာပါတဲခိုကမ်းမှာမိတာပါလို့ဒေသခံအမျိုးသားတယောက်ကပြောပြခဲ့ပါတယ်ဖောက်ထွင်းခိုးယူမှုကျူးလွန်သူကတော့အသက်29နှစ်အရွယ်အာချင်းဆိုသူဖြစ်ပြီးသူကအိမ်ဆောက်ချင်တာကြောင့်အခုလိုရွှေခိုးခဲ့တာလို့တရက်ခံကိုစစ်ဆေးမှုမှတ်တမ်းအရသိရပါတယ်သူကဆိုင်းနီးရှိလူသွားစင်းချန်အောက်ကနေဥမင်လိုင်ကောင်းတူဖို့အတွက်အကြံရရှိခဲ့ပြီးလိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုတော့အွန်လိုင်းကနေမှာယူခဲ့တာဖြစ်ပြီးတော့ဥမင်လိုင်ကောင်းတူချင်းကိုရရကြခဲ့တယ်လို့မှတ်တမ်းအရသိရပါတယ်။ ခိုးယူခဲ့တဲ့ရွှေအချိန်စမသိရှိပေမဲ့မိုင်းလာမှာတရုတ် application ကနေရွှေဝယ်သူတယောက်ကိုဆက်သွယ်ပြီးတော့ရွှေ951 gram ကို1 gram ဝယ်ရန်840နှုန်း၊ယွမ်4သိန်း6300မြန်မာကျပ်ငွေ3900ကျပ်ဝန်းကျင်ခန့်နဲ့ရောင်းချခဲ့ပြီးဖုန်းယွမ်2000နှံတစ်လုံးကိုဝယ်ယူခဲ့တယ်လို့ထွက်ဆိုခဲ့ပါတယ်။ မြန်မာမှုကင်း channel လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်နောက်မြန်မာလေသတင်းများကိုတင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်။ကျွန်တော်တင်ဆက်ပေးနေတဲ့ video လေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။